ျွန်တော်ရဲ့မြို့ဝကျွမဒေတာခီးကအမတ်တရဖြစ်ခဲ့ပါတယ်။ပြောရရင်တော့နာဂိမုံတန်းကြောင့်ပျက်စီးသွားတဲ့ရွာတွေရဲ့နောက်ပိုင်းပြုပြင်ပြောင်းလဲမှုတွေအဲ့ဒီဒေတာနဲ့ပြည်သူတွေရဲ့ပုံရိပ်တွေကိုလေ့လာရန်တွားခဲ့တဲ့ခရီးလည်းဖြစ်ပါတယ်။ကျွန်တော်တို့ဇနီးမောင်နှံကတငယ်ချင်းဖြစ်သူစိန်မောင်ရဲ့အိမ်မှာတဲခိုလိုအပြီးအနီးနားကရွာတွေကိုလဲခဲ့ကြပါတယ်။ညစဉ်ကြားနေရတဲ့အတန်တွေကတော့ရင်နစ်စရာပါ။တနေ့ကျွန်တော်တို့ဇနီးမောင်နှံကခရီးပန်းလွန်လာတာကြောင့်တည့်ရနားခဲ့ပါတယ်။စိန်မောင်တို့ဇနီးမောင်နှံကလယ်ထဲကိုဆင်းသွားတာကြောင့်စိန်မောင်ရဲ့သားနှုတ်နဲ့ကျွန်တော်တို့ဇနီးမောင်နှံသားအိမ်မှာကြံခဲ့ပါတယ်။ အချိန်ကမနက်9နာရီပါကျွန်တော်တို့ဇနီးမောင်နဲ့အိမ်ရှိဝရန်တာမှာထိုင်နေတဲ့အချိန်မှာပဲဗတ်မညီလာတဲ့တရက်နှစ်ခုပေါင်းစည်းကရှောက်ဝင်လာသူကိုမြင်တွေ့လိုက်ရပါတယ်ကျွန်တော်တို့ဇနီးမောင်နဲ့အံ့ဩရပါတယ်အဖြစ်ကလည်းအံ့ဩစရာပါမြင်ငွင်းကလည်းအမြင်မတော်စင်တော်နဲ့ခလောက်ဆိုတဲ့ဂိမ်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ channel ကိုကျူးဝင်လာဒီမှာဘုံကြီးတစ်ပါးဖြစ်ပြီးတော့သူခြေထောက်ကနေဆွဲပြီးကင်လာတာကြက်သေးတကောင်မှာကြည့်ပါဦးမိမရဲ့ဘုံကြီးကကြက်ကြီးဆွဲပြီးတော့ channel ကိုဝင်လာတယ်ဟုတ်ပါယောက်ျားရဲ့ဘလို့ဖြစ်ရတာလဲမသိဘူးမောင်လည်းဘာပြောမှမသိတော့ပါဘူးကွာ အဲဒီချိန်မှာပဲဖုန်းကြီးဟာကျွန်တော်တို့အနားကိုရောက်လာခဲ့ပါတယ်အသက်က60လောက်ရှိနေပါပြီအသားဖြူဖြူထောင်ထောင်မောင်းမောင်းဥပရိယုတ်ကောင်းလာပါတယ်မောင်ဘာမှမပြောနဲ့နော်ဇနီးအဲ့လိုပြောလာခဲ့ပါတယ်စိတ်ချပါမိမရဲ့အဲဒီချိန်မှာပဲဖုန်းကြီးကအနားကိုရောက်လာခဲ့ပါပြီကျွန်တော်တို့ကလည်းဗုဒ္ဓဘာသာမြန်မာလူမျိုးများပြီးလက်အုပ်ချီမိုးပြီးတော့ရှစ်ခိုးကြပါတယ်ဖုန်းတော်ကြီးကကြက်တွေကိုရေကပြင်းစီကိုပြစ်တင်လိုက်ပြီးတော့ကဲတကဒီကြက်ကိုချက်ပြီးတော့ငါ့ကိုဆွန့်ကပ်ဆန်းခွဲအီဖြစ်ပြက်ကမဖြစ်သင့်ဘူးလို့သိနေပေမဲ့လည်းမပြောပြခဲ့ပါဘူး ုန်းတော်ကြီးကိုခေါင်းရင်းမှာနေရပေးပြီးတော့ဇနီးကချက်ပြုတ်ပါတယ်အဲဒီနောက်မှာတော့မွန်မလွဲမိမှာပဲဆွန့်ကပ်လိုက်ပါတယ်ဖုန်းတော်ကြီးကဆွန့်ကိုမေရှက်ရီဖုံးပေးပြီးတော့တကားကိုငါပြောเสียရရှိတယ်ကွယ်ပြောပါရှင်ဖေတခြားတော့မဟုတ်ပါဘူးကွယ်ငါဘွယ်ဟာဥတာသနာပဲဓမိကယုံကြောင့်ဆရာတော်ဆိုပါစို့တင်မမိတ်ပါဖေမင်းငါเจ้าကိုသွားပြီးတော့เจ้าဥရုတိုင်အောင်မှာငါမြုပ်ထားတဲ့တစ်တာရှိရယ်ငါမြုပ်ထားတဲ့เจ้าနဲ့လှုပ်เสียရရှိရည်လှုပ်ပါလို့ခောဘကအဖွဲကိုသွားပြောပေးပါအဲ့လိုမျိုးမိတ်ပါတယ်တင်မဖေစိတ်ချပါတပည့်တော်ဆရာတော်ညွန်ကြားချက်တိုင်းလှုပ်ပေးပါမယ် ကိုင်းကိုင်းဒါဆိုရင်ငါပြန်ကြွတော့မယ်ကွယ်အဲ့နောက်မှာတော့ဆရာတော်ကဘာမှမပြောဘဲနဲ့ပြန်ကြွသွားပါတယ်စိန်မောင်တို့လင်မယားလည်းလေတွေကပြန်လာတာနဲ့ကျွန်တော်တို့လင်မယားကအကျိုးကြောင့်ပြပြရပါတယ်ဒါကထူးဆန်းတာပဲကွာထူးခြားတာဥဒတနာဆိုတာကြားဘူးသလိုဓမိကံဝင်ကြောင်းရှိရလဲသိရဓမိကံဝင်ကြောင်းဆိုတာမြောက်ဖျားအကြောင်းလေဒါဆိုရင်တော့ငါ့မှာလှုပ်ဆရာရှိသွားပြီကွာဒီကြောင်းအရောက်သွားရမယ်ကောဘကအဖွဲ့နဲ့တွေ့ရမယ်အဲ့လိုမျိုးပြောတဲ့အခါမှာတော့စိန်မောင်ကဒါဖြစ်လေမြန်မြန်လှုပ်ဆရာရှိရလှုပ်လေကွာအဲ့နောက်မှာတော့ကျွန်တော်ကဓမိကံဝင်ကြောင်းကိုသွားပါတယ်ကျောင်းကကျောင်းကြီးပါ မဟုတ်ဦးဟာဆောက်လက်ဆရှိပါတယ်။ကျောင်းတော်ကဥဒသနာဘွဲတော်ကိုပြောပြတဲ့အခါမှာတော့ဓမိကယုံဆရာတော်ပဲ။အင်မတန်အကျင့်သိက္ခာနဲ့ပြည့်စုံတဲ့ဆရာတော်ပါ။ပြန်လွန်တော်မူသွားတာတလလောက်ရှိပြီ။ဗျာဟုတ်ရဲ့လားဗျာ။ဟုတ်ပါသကောဗျာ။ဆရာတော်ယုတ်ရက်ပြန်လွန်တော်မူသွားလို့မဟုတ်ဦးဆောက်ဖို့အလူငွေဆရာတော်ဗမာထားသွားတယ်ဆိုတာမသိဘူးဖြစ်နေရ။ဒါပေမဲ့ဆရာတော်မဟုတ်တာမလုပ်ဘူးဆိုတာဂောဘကအဖွဲ့ကယုံတယ်လေ။မှန်တယ်ဗျာ။ကျွန်တော်လဲဂောဘကအဖွဲ့နဲ့တွတ်တွေ့ရအောင်မယ်။ခမည်းကူညီပေးနိုင်မလားဗျာ။ရပါတယ်ဗျာ။ အဲဒီနောက်မှာတော့အဲ့ဒီမိတ်ဆွေရဲ့အကူအညီနဲ့ပဲဂောဘကအဖွဲ့ဥက္ကဋ္ဌဦးချစ်တင်နဲ့တွေ့ခဲ့ပါတယ်ကျွန်တော်ကဆရာတော်နဲ့တွေ့ဆုံမှုမှာကြားချက်တွေကိုပြောပြတဲ့အခါမှာတော့အားလုံးကအံ့ဩနေကြပါတယ်ထို့အတူချက်ချင်းပဲဆရာတော်မှာကြားချက်တိုင်းဂောဘကအဖွဲ့နဲ့ကျောင်းဥရုတန်အောက်ကိုတူးဖော်ကြည့်တဲ့အခါမှာတော့မကြမီယွန်းအစ်တက်တာတလုံးကိုတွေ့ရပါတယ်ဒါကဆရာတော်ပစ္စည်းပဲဂောဘကဥက္ကဋ္ဌကပြောပါတယ်မှန်ပါတယ်အဲ့ဒီရုံးအုပ်တက်တာကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့တက်တာထဲမှာယရနာပစ္စည်းတွေငွေဆက်ကူတွေစည်ရင်းစရားတွေကိုတွေ့ရပါတယ်ဂောဘကအဖွဲ့ကကျွန်တော်ကိုကျေးဇူးတင်စကားပြောလာခဲ့ပါတယ် မောင်ရင်ပြောပုံရဆိုရင်တော့ဆရာတော်ဖရာကကြောင်းမုတ်ဦးဝါဆောက်ဖို့အတွက်ငွေကြေးစင်းမပေးရသေးတာကိုဆွဲလန်းပြီးတော့မကျွတ်မလွတ်ဖြစ်နေပုံရတယ်ကျွန်တော်တို့အမြန်ဆုံးမုတ်ဦးဆောက်ပြီးတော့ဆရာတော်အမြဝေတာရုခေါ်ပေးရမယ်အဲ့လိုပြောလာခဲ့ပါတယ်ကျွန်တော်ရင်ထဲမှာလည်းကြည်နူးနေရပါတယ်ကျွန်တော်ကတော့မမျော်လင့်မယ်နဲ့ဒါနတစ်ခုပြုနိုင်ခဲ့ပါပြီဒီဖြစ်ပျက်ကမမေ့နိုင်စရာအဖြစ်မယုံကြည်နိုင်စရာအဖြစ်လည်းဖြစ်ခဲ့ပါတယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုဆုံးနဲ့တိလိုက်ပါနားဆင်ပေးခဲ့ကြရလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မိုးရင်းရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်